ပါလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီလီစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေခုနှစ်ရက်တာသမီအားလုံးအတွက်ပေါ့လေအသုံးဝင်မဲ့ရေရာနီကောင်လေးတစ်ခုကိုလက်စင်ကန်မျှဝေပေးခြင်းနဲ့ပေါ့နော်အဲ့ဒါဘလို့အသုံးဝင်တဲ့ရေရာနီလဲဆိုတော့ခုနှစ်ရက်တာသမီအားလုံးအကျုံးဝင်ပါတယ်ဗျာနော်နံပါတ်ကဘာလဲဆိုတော့မိမိတို့ရဲ့မိဘနှစ်ပါးရဲ့အကျမ်းမာကြီးအညံ့လေးတွေဂျုံတဲ့ခါမှာဘလို့လေးတွေလုပ်ပေးရမလဲဆိုတာလေးထည့်ပြောခြင်းနဲ့နောက်တစ်ခုကကြတော့မိခင်နေအနေနဲ့ကြတော့မွေးဖွားပြီးကစားပေါ့လေဒီခလေးငယ်လေးတွေ ဥပမာပေါ့အဲရက်သားလေးတွေလှသားလေးတွေတနေ့တနေ့အရွယ်အသားလေးတွေစသည်အဖြစ်ပေါ့ဗျာဒီခလေးငယ်လေးတွေကျမ်းမာရေးညံ့နေလို့ရှိရင်ကျမ်းမာရေးကောင်းဘယ်လိုလုပ်ရမလဲဆိုတော့ရေရာနီးလေးကိုလမ်းညွန်ပေးမှဖြစ်တယ်ပေါ့နော်အဲ့တော့မိဘနှစ်ပါးအတွက်ကြတော့တချို့ဟာလေးတွေကမှမိခင်ဖခင်တွေကအသက်အရွယ်တစ်ခုရောက်နေပြီအဲကျမ်းမာရေးအနေနဲ့စိတ်ပူစရာအနေထားရှိတဲ့သူတွေ ။နောက်တချို့တွေကြတော့မိခင်တွေဖခင်တွေကကျမကြီးညံ့တာမှန်တော့လည်းပဲကို့မှာလည်းတနေတကြီးသွားပြီးအလုပ်လုပ်နေရတယ်။အိမ်မှာရှိတဲ့အဖေတွေအမေတွေကိုစိတ်မချအောင်ဖြစ်နေရတယ်။ကျမကြီးတွေချူချာတယ်ကြားတယ်။အနာနဲ့စိတ်နဲ့မတူဘူးဖြစ်နေတယ်။အစတရားပြေဒါမျိုးတွေကြားနေရတဲ့သူတွေအတွက်အလုပ်ကလည်းရရပါဘောနော်။နောက်အခုနာကလေးလေးတွေဆိုလို့ရှိရင်လည်းဗျာကလေးလေးဆိုတာမွေးကစားကလေးလေးအပြစ်ကင်းစင်တဲ့နှုတ်နယ်တဲ့ကလေးလေးဘာစကားမှလည်းမပြောတတ်ဘူး။သူတို့ဘာတွေခံစားလို့ခံစားနေရတယ်လဲမသိ။ဆိုတော့အဲ့လိုမျိုးကျမကြီးအညာအခိုက်တွေဖြစ်လာပြီးဆိုလို့ရှိရင်တငူတရီနဲ့မိဘတွေလည်းစိတ်တော့ကယောက်ကြရတာပေါ့ ဒါဆိုရင်ကိုသားသမီးတွေကိုရောအဲ့လိုမျိုးကျမ်းမာရေးအညံ့လေးတွေပြေပြောက်အောင်အောင်ကောင်းဝအောင်ပေါ့နော်အဲလှုပ်ရတဲ့ယရိယာလေးကျွန်တော်လမ်းညွှန်ခြင်းတယ်နံပါတ်ကပထမဆုံးကဘာလို့ရလဲဆိုရင်မိခင်ဖခင်တွေအတွက်နော်အရင်ဆုံးပြောခြင်းတယ်အဲ့ဒါဘာလဲဆိုတော့အဲ့မိခင်ဖခင်တွေတချို့ကတော့အဖေရှိလဲအဖေပေါ့အမေရှိလဲအမေပေါ့တချို့ကနှစ်ပါးသလုံးရှိနှစ်ပါးသလုံးရဲ့အင်ဂျီလေးလိုပါတယ်ဗျနော်အဲ့ဒါတချို့ခရီးတွေပါတယ်သွားစရာရှိတယ်နိုင်ငံခြားမှာနေတဲ့သူတွေဆိုလဲမိခင်ဖခင်အင်ဂျီတွေကိုတော့ယူဝါးစေခြင်းတယ်ပေါ့လေဒါမှကိုက ဲ့မှာရရရလေးလုတ်ပြီးလို့ရတာရရရဆိုတော့လည်းပဲတကယ်တော့ရရရမဟုတ်ပါဘူးမြစ်တာနဲ့တစ္ဆာပါပဲဗျာနော်အဲ့ဒါဘာလို့ကလဲဆိုတော့အဖေဖြစ်စေအမေဖြစ်စေအဲ့ဒီအင်ကြီးကိုပခုံးပေါ်တင်ရမယ်နော်တော့နှစ်ပါးသလုံးရှိတယ်ဆိုတော့အဖေကညာဘက်ခြံပခုံးပေါ်တင်မယ်အမေကိုဘယ်ဘက်ခြံပခုံးပေါ်တင်ပေါ့နော်ဟိုတစ်ပါးပဲရှိတယ်ဆိုတော့တစ်ပါးကိုပဲတင်ပေါ့နော်အဲ့ဒီအင်ကြီးလေးကိုတင်မယ်တင်ပြီးလို့ရှိရင်မနေ့တိုင်းမနေ့တိုင်းဓာရဏပရိတ်ကိုခုနှစ်ခေါက်တိတိရွတ်ဖက်ပေးရတယ်ရွတ်ဖက်ပြီးတာနဲ့တစ္ဆာပြုတိုင်တယ်ပြီးတော့ အဲကျွန်တော်ဒီဒါရနာဘရိတ်ကိုခုနှစ်ခေါက်တိတိရုတ်ဖက်တဲ့ဆဲခဲ့ပါသည်။ဤစကားဒီမန်ကန်သောသက်သာစကားဖြစ်ပါ၏။ဤမန်ကန်သောသက်သာစကားကြောင့်ကျွန်တော်ဤမိခင်ဖခင်ကြုံရတဲ့ကျမ်းမာရေးအညာခိုင်တွေပြေပောက်ပါသည်။ကျမ်းမာရေးတွေမဖြစ်ပါသေးနဲ့စသည်အားဖြင့်ပေါ့ဗျာ။ကိုဖြစ်ချင်တဲ့ဆန္ဒကိုလေးလေးနက်နက်တိုင်တယ်ပြီးသစ္စာဆိုနော်အဲ့လိုလေးလှုပ်ပြအောင်လုပ်ပေးမယ်။ကိုတော့မနက်တိုင်းမနက်တိုင်းလဲမိခင်ဖခင်တွေကိုမြစ်တာပို့ပေးရတယ်။ အဲ့လိုလုတ်ပြီးွားလို့ရှိရင်ဘာထက်လုတ်ရလဲဆိုလို့ရှိရင်အားအားလို့ရှိရင်ပေါ့လေလုံနိုင်ခဲ့ရင်ပေါ့မလုံနိုင်လည်းမလုံနဲ့လုံနိုင်ခဲ့တော့ပိုကောင်းတယ်အဲ့ဒါဘာလဲဆိုတော့အချိန်ရတဲ့သူတွေဆိုလို့ရှိရင်ပရီလေးစိတ်ပေးစေခြင်းနဲ့အဲဘာစိတ်ကမလဲဆိုတော့ဂန္ဓာလေးတစ်ခုပါတူတူလေးပါပဲအားလုံးလည်းကြားဥပါတယ်ဖုဒတာလောကဓမ္မဟိဆိုတဲ့အဲ့ဂန္ဓာလေးတူတူလေးပေါ့နော်အဲ့ဒါလေးဟိုဂန္ဓာဓပုတ်လေးပြီးွားလို့ရှိရင်ပရီလေးတစ်လုံးချပေါ့အဲစိတ်ပြောင်စိတ်ပေါ့လေအကောင်းဆုံးတော့ခုနှစ်ပတ်စိတ်နိုင်ပိုကောင်းပါတယ်အဲ့ဒါဆိုရင်တချို့တွေဆိုရင်မိခင်ဖခင်တွေမှာတော်တော်လေးကြမ်းမာကြီးအညာခိုင်ဖြစ်နေတဲ့သူတွေစေမလို့တော့ဘူးဆိုတဲ့သူတွေ နောက်ဆုံးအနေထားရောက်နေတဲ့သူတွေတချို့ဆိုသုံးလပဲရှင်သန်အောင်လုပ်မယ်ဆိုတဲ့သူတွေတော့မှကျမ်းမာဝဖြိုးပြီးတော့အဆသရရပြန်ပြီးတော့အဆင်ပြေလာတယ်အသက်ရှည်လာတယ်မိခင်ဖခင်တွေတခုခုမှတခုခုဖြစ်တော်မယ်ဆိုရင်အလိုလိုကိုယ်လာပြီးသတိပေးသလိုမျိုးဖြစ်သွားတယ်လို့ခေါ်တယ်တချို့လေးတွေဆိုမိခင်ချော်လဲတော့မယ်လို့ကျမ်းမာကြီးတခုခုညံ့တော့မယ်လို့အစီတန်တခုခုဖြစ်တော်မယ်ဆိုရင်အဲ့ဒီရွတ်ဖတ်နေတဲ့သူစီကိုလာပြီးတော့အကြောင်းကြားတာတွေအအောင်နဲ့မှလာပေါ်တာတွေအဆသတိလာပေးတာတွေအဆဖြစ်တယ်လို့ခေါ်တယ်လုတ်ပြအောင်လုံးအမရန်အစွမ်းထက်တယ်ဗျဒါအပြင်အဲ့မိခင်ဖခင်တွေရဲ့မွေးနေ့တွေနဲ့တိုက်လို့ရှိရင် ကောင်းမှုကုသိုလ်လေးတွေလုပ်ပေးပေါ့တကူတကကြီးဖျားသွားဖို့အချိန်မပေးနိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းမိခင်ရဗျာထားပါတော့ဥပမာတလင်းနာသမီးပေါ့တလင်းနာလေးမှာကိုကအသားစားတာရှောင်ကျင်တာလေးတွေအဲရှောင်ကျင်ခြင်းကြောင့်မိခင်ရကျမ်းမာရေးတွေကောင်းပါသေးစသည်အပြည့်ဥပဒေတင်ဆောက်တာလေးတွေဖောင်ကရန်လေးတွေမှာအဲစသည်အပြည့်ပေါ့လေအဲ့လိုခုနကတက်တလို့စားတာလေးဖြစ်စေတချို့အားတဲ့သူတွေဆိုတော့ဖျားနေပါလေသွားပြီးတော့သူတို့ရဲ့နှိမ့်နံတောက်မှာပန်းလေးတွေလူဒန်းနာမျိုးဖြစ်စေဒါမျိုးလေးတွေမကြမကြလုပ်ပေးမယ်ဆိုရင်မိခင်ဖောင်ကရန်ရဲ့ကျမ်းမာရေးအေကံမုတ်ချအဆင်ပြေတယ်ပြန်ပြီးကောင်းတယ်စိတ်ပူစရာမလိုဘူးကျန်ကျန်မာမာနဲ့တာသနာပြုနိုင်တဲ့သူတွေဖြစ်လာလိမ့်မယ် ဆိုတော့ကိုယ့်ရဲ့သားသမီးဒီနုနယ်လေးကလေးသေးသေးလေးတွေခုနကလို့ပေါ့နော်အဲ့လိုကျမ်းမာရေးတွေညံ့ပြီဆိုရင်လည်းဘာထက်လို့ကလည်းမင်းရင်ခုနကအဲ့ကလေးလေးရဲ့ဒီရက်သားလှသားဆိုတော့အနီးပေါ့နော်အနီးကိုလက်လေးနဲ့ကင်တချို့ကတော့ဒီအနီးခောက်ရက်သားလေးကိုလက်လေးနဲ့ကင်ပြီးတော့ခုနကဒါရဏဘရိတ်ကိုပဲခုနှစ်ခေါက်တိတိယွတ်ပေးရတယ်တချို့ကကျတော့ရင်ဝင်နဲ့ထက်ပြီးတော့ယွတ်ချင်လဲယွတ်လို့ရတယ်ကိစ္စမရှိဘူးယွတ်ပြအောင်ယွတ်ပေးတေချာပေါ့သူ့မှာကြုံရတဲ့အညံ့နေအေကံမုတ်ချပြေတယ်ဗျအလုံးဆုံးတလားလောက်ဆိုတာလောင်းသိတာပါလေသုံးလားဆိုတော့လုံးဝပျောက်တယ်လို့ခေါ်တယ်အဲ့ဒါတချို့ဒီဖခင်နေမိခင်နေ ဟိုထားပါတော့ဗျာမိခင်နဲ့အိမ်မှာနေခဲ့တယ်ဖောက်ခင်ကအပြင်သွားပြီးအလုပ်လုပ်တယ်ဒါပေမဲ့ကိုယ့်ရဲ့မိမနဲ့တမီးလေးကြံခဲ့တယ်တားလေးကြံခဲ့တယ်ပေါ့နော်အစိတ်တွေပူနေရတယ်အဆင်မပြေဘူးဖြစ်နေတယ်အဲ့လိုကလည်းတစ်ဖက်နားလို့မရဘူးနားမှလည်းမရှိဘူးဆိုရင်အဲ့ခုနကခလေးရဲ့အနီးဆိုအနီးတချို့ကတော့အင်ဂျီဝတ်တဲ့အရွယ်ဆိုအင်ဂျီဝတ်တဲ့အရွယ်လေးယူပါမယ်အဲ့အင်ဂျီလေးကိုအားအင်အားသလိုအချိန်လေးအင်ဂျီလေးကိုကင်နာမယ်ရင်ကုန်းနဲ့ထည့်ထားမယ်တချို့အင်ဂျီယူကြတော့အဲအဖေဒီအမေဒီကရွတ်မှာဆိုတော့တချို့လည်းဆိုဖင်ခုထိုင်ရတယ်လို့ခေါ်တယ်အဲ့လိုလေးထိုင်ပြီးတော့ခုနကအဲဒါရနာပရိတ်ကိုခုနောက်တိတိရွတ်ပြောင်ရွတ်ပေးအများနာလို့လို့နေ့တိုင်းလို့လို့ရွတ်ပါ ။ဒေချာပေါ့ကိုယ့်ရဲ့တာသမီကျမကြီးအညာအခိုက်တွေกินပြီးတော့ဒေချာပေါ့ပျော်ပျော်ရွှင်ရွှင်ကျကျမမာနဲ့မိခင်ဖခင်တွေကိုပြန်ပြီးပြည့်စုံလုပ်ကျနိုင်တဲ့တာကောင်းသမီးကောင်းတွေဖြစ်သွားလိမ့်မယ်။တချို့အဲမိဘတွေတာသမီတွေကဆိုဆုံးမရခတ်နေတဲ့တာသမီလေးတွေပြောစကားနားမထောင်တဲ့တာသမီလေးတွေဆိုလို့ရှိရင်လည်းအခုကျွန်တော်ပြောတဲ့အတိုင်းတို့ရဲ့အင်ဂျီအဝတ်စားလေးတွေကိုကင်ပြီးတော့အဲဒါရနာပရိတ်ကိုတနေ့ကို9ခေါက်ရုတ်ပြအောင်ရုတ်ရုတ်ပြီးတိုင်းသစ္စာပြုတိုင်တယ်တို့ကိုမြေတာပို့ပေးနေနော်ဒီဖင်ခုထိုင်လို့လည်းရတယ်ခုနကယုံထဲမှာပိုက်ပြီးတော့ရုတ်လို့လည်းရတယ်လက်နဲ့ကင်ပြီးတော့ရုတ်လို့ရတယ်အဲ့လိုလုတ်ပေးခြင်းအားဖြင့် အကြမ်းမာကြီးအញ្ញံခိုက်တွေအေကံမုတ်ချပြေပြောက်တယ်ဆိုတာလေးပြန်လည်မျှဝေပေးခြင်းနဲ့ဘာမှခက်ခဲပြီးဘာမှပတ်ဆံလည်းမကုံပါဘူးလှုပ်ဖြစ်အောင်လှုပ်ပါအေကံမုတ်ချအကျိုးကျေးဇူးတရားပေါက်ခံစားရတယ်ဆိုတာလေးပြန်လည်မျှဝေပေးပါရစေခொနီးကသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ